စုမွေးနေ့80ကျူကဗျာများ အပိုင်းခွန်စုကဗျာစုရမှာလွယ်လှကဗျာတီစာစီရေးလို့80မှာချစ်တယ်ပြောကြ80မှာလွန်းတယ်ပြောကြ80မှာစုတွေတောင်းကြကဗျာပေါ်လောကပြီးခဲ့တဲ့အပိုင်း6မှာဆရာဒဂုံတာယာရဲ့ကဗျာအထိ43ပုတ်ရှိပါပြီနောက်ထပ်ကဗျာဒီ အများကြီးရှိနေပါသေးတယ်။ကြ བྱ ာဆရာတွေဖြစ်ကြတဲ့တင်မိုးဆောင်းဝေနတ်မောက်ခေဆက်မြားအိမ်ပန်းတော်ဆက်ခန့်ဝါငိမ်းဇေယာတော်နဲ့လရောင်လွှမ်းတို့ရဲ့ကြ བྱ ာရှစ်ပုတ်အခုရှိနေပါပြီ။ဆက်လက်တင်ပြသွားမယ်လို့ပြီးခဲ့တဲ့အပတ်ကကျွန်တော်ရေးခဲ့တာပါ။အခုတင်ပြသွားပါမယ်။ဆရာတင်မိုးရဲ့ကြ བྱ ာကိုပထမဦးဆုံးဖော်ပြပေးလိုက်ပါတယ်။ဆရာကြီးဦးတင်မိုးဟာစစ်တပ်ကဒေါ်ဆန်းစုကြည်အကြောင်းကြ བྱ ာရင်းမရေးဖို့ တနတ်ချိန်တားနေတဲ့ဂျားကပဲရေးသားခဲ့သူပါကဗျာပုတ်ပေါင်းများစွာ ရေးသားခဲ့ပြီး ထောင်လေးနှစ်ကြာခံပြီးတော့တော့ကဗျာတွေကိုရေးခဲ့တဲ့သူပါအခုသူကဗျာကို44ပုတ်မြောက်ဖြစ် တင်ပြလိုက်ပါတယ်ခေါင်းစဉ်ကတော့မြမတဆောင်ဒုခေါင်းဆောင်ရေးသူတင်မိုးမြမပြည့်ရဲ့အလင်းရောင်ဒေါ်စုဆိုတဲ့ခေါင်းဆောင်လူလူရဲ့အလင်းအားအတွက် အကျဉ်းသားဘဝရင်ဆိုင်ဒီမိုကရေစီပန်းတိုင်ညှိထွန်းလျက်လေစိမ့်ဘလောက်တိုက်တိုက်မိညွန်ကလေးတော်မှမယိမ့်မငိုက်အမိုက်တိုက်ရှိရာစွန့်စွန့်ဆားဆားအလင်းရောင်ပေးဖို့ရဲရဲသွားအမှန်တရားကိုသူယုံကြည်လူလူအင်အားသူ့အင်အားလို့စိတ်ထားမြင့်မြတ်ဖြောက်မှတ်တဲ့အာဇာနီအောင်ဆန်းစုကြည်ချစ်သမီးတမိုင်းပြောင်တဲ့ဒဇောင်စီမီကမ္ဘာလူသားတို့အတွက်မြန်မာနိုင်ငံသားတို့အတွက် မြင့်မြတ်စွာမွေးဖွားတန့်စင်လာခဲ့ပါသည်တင်မိုးနောက်ထပ်45ဘုံမြောက်စု80ဂုံပြုကြပြားကိုတော့2024ခုနှစ်ဇွန်လ17ရက်ထုတ်ဒီလိုင်းဆန်ဆောင်ကရပါတယ်ဆောင်းဝေနတ်မောက်ရဲ့ကြပြားပါ ခေါင်းစဉ်ကတော့89နှင်းစီ ရေးသူဆောင်းဝေနတ်မောက်အသက်တစ်ချောင်းမှဒံရီလမ်းမပေါ်မှာတွေးဆက်ဒီအဲ့ဒါနဲ့ကျမလည်း လူမိတ်စာတွေကို ထောင်ဖမ်းဖို့ထောင်ထဲကိုသွားနေလိုက်တယ်။ပရင်ဘောက်ကနေငှက်ကလေးတွေမြင်ရတဲ့အခါရှင်တို့ကိုလွတ်လွတ်လပ်လပ်ပြန်တန်းစေခြင်းနဲ့ရွေးနေတဲ့တိန်တွေမြင်ရရင် ရှင်တို့ကိုပေါ့ပေါ့ပါပါရှင်တန်းစေခြင်းနဲ့အဲ့ဒါနဲ့ဂျမားလဲလူအမိုက်တရိုက်တွေကိုကျင်းစခန်းတွေစီပို့ဖို့အကျဉ်းခံနဲ့သွားနေလိုက်တယ်။ပြောနေရလားလို့ဂျမမတွေးခဲ့ဘူး။မျိုးဆက်တွေပြောဖို့အတွက်ပြောပါတယ်။ နေရောင်အောက်မှာရေခဲမုံလေးပျော်ကျနေသလိုမျိုးကျမကတော့ရရနီးနဲ့ပျော်ကျပေးလိုက်မယ်ဒါပေမဲ့ပပဲဘိုလေးကဓာတ်တက်လက်လို့ကျမပျော်ကျနေပုံကရဲရဲတင်တင်ကျမဟာနှင်းစီတပွင့်ဆိုရင်စူးတွေကရှင်တို့ကိုကာဝယ်ဖို့ရင်နဲ့နေကရှင်တို့ကို ရှူရှိုက်ဖို့ယောက်ျားနဲ့သားတွေကိုပစ်ထားခဲ့တာကလည်းရှင်တို့အထီးကျန်နေမှာဆိုလို့နိုင်ငံတော်ဟာ ပင်လယ်ကပြည့်တက်လာသူတယောက်လိုဒံယာဒံရက်တင်နဲ့မောပန်းနွမ်းနယ်မှုနဲ့အချင်းချင်းလဲကြမှုနဲ့ဒါပေမဲ့မျော်လင့်ချက်နဲ့လှပနေရဲ့မျော်လင့်ချက်ဆိုတာလူနာတယောက်အတွက်အကောင်းဆုံးစေဝါမျော်လင့်ချက်ဆိုတာတိုက်ပွဲဝင်သူတယောက်အတွက်အကောင်းဆုံးလက်နဲ့မျော်လင့်ချက်ဆိုတာကျမအမြဲပန်လေးရှိတဲ့နှင်းစီတစ်ဝက်ပါပဲဒီနေ့မှနှင်းစီတစ်ဝက်ဟာစစ်ကြေညာခဲ့တယ် ဘယ်အတိုင်းပြီမဆိုကိုလွတ်လပ်ရေးကို ကိုတိုင်းသာတိုက်ယူရပါတယ်တဲ့ကျမတို့ဒီနေ့နိုင်ငံတော်သချင်းကိုမျက်ရည်တွေနဲ့တံပြိုင်ဆိုကြမယ်ကျမတို့ဒီနေ့မနေ့ခင်းနေအောင်ကြီးအောက်မှာလွတ်လပ်မှုနဲ့ပျော်ရွှင်မှုကို အလံမော်တင်ကလွှင့်ထူကြမယ်ကျမတို့ဒီနေ့တယောက်မျက်ဝန်းထဲမှာတယောက်ချစ်ချင်းမြတာနဲ့နေထိုင်ကြမယ်ကျမစိတ်ကူးရင်းနေတာကလည်းအချိန်တိုင်းပဲ ကျမနေတိုင်းဖတ်တဲ့စာအုပ်ကလည်းရှင်တို့ အကြောင်းပဲ46ပုတ်မြောက်ကတော့ကဗျာရှင်ခေဆက်ရဲ့ကဗျာပါ သူကတော့စစ်ဘရင်ကစားပွဲကဘရင်မနဲ့အမေစုကို ခိုင်းနှိုင်းထားပါတယ်ကဗျာကောင်းစဉ်ကစစ်ဘရင်ခုံပေါ်ကနတ်ထီပစ္စယောရေးသူခေဆက်နေရုပ်တည်းကိုဇွမ်းကိုစားနဲ့စုတ်တဲ့လှုပ်ရှားလှလပပကစားလို့ စစ်သူကြီးမြင်းယထာ ကိုပိုင်းကစားကွက်တွေကြီးဟန်ချက်ညီညီဘယင်မရှိလိုပါထင်းသူတွေဘယင်မကိုပြန်ထုတ်တရေပွဲလှုပ်ချင်းသူတွေရော ကစားကွက်ပျောက်ကြဘယင်မဟာစစ်ဘရင်ခုံမမာတွင် သူ့ကိုယ်သူအကျဉ်းချအမြင့်ဆုံးကစားကွက်ကို ကစားပြနေစေစုမွေးနေ့86နှစ်မြောက်2024ဒီလိုင်းကြာနေမှာ နောက်ထပ်48ပုံမြောက်ကဗျာကလည်းဒီလိုင်းကြာနေကပါပဲဒီလိုင်းအတွဲနှစ်အမှတ်3ကပါမြားအိမ်ကရေးဖွဲ့ထားပါတယ်ကဗျာကောင်းစင်ကမအိုတဲ့အမေကဗျာရှင်ကမြားအိမ်အရွယ်အိုခါးကိုင်းလာတဲ့သူ့ဘွားကပိုပြီးကိုင်းလို့သူ့ပယင်းနေတွန့်လာတဲ့သူလျှောက်ခဲ့တဲ့လမ်းတွေကပိုပြီးတွန့်သူဦးစားကြတာတဲ့သူဖြတ်တန်းခဲ့ရတဲ့စနစ်ကြီးကပိုပြီးဦးစားကြ သူနားမကောင်းရင်တော့သူ့ပြည်သူအတန်သူကြားနိုင်တော့မယ်မျက်စိမှုံလာတဲ့အတိုင်လူမှုဝေဒနာနဲ့ဒုက္ခသူမြင်နိုင်တော့မယ်ဇရာထောင်းလို့သပင်ဖြူပေမဲ့သူ့သွေးကဘေးနေရာမှာဖောက်ကြည့်ကြည့်နင်းနေမှာမဖြူခရိုင်အယိုးပြပြိုင်းမှာသူ့ရေပြားကိုသူဆွဲဆန့်ဖြန့်ကျက်အုံမိုးပေးတဲ့ထီးတလက်နဲ့သူကတူပေရဲ့သူ့ခန္ဓာကိုယ်ပိန်ကက်ကက် မုံတိုင်းတွေကရဲတိုက်လို့သူ့ရက်လို့သူ့လက်မောင်းလေးတံပါနေတော့သူ့လက်ယုံကိုဆန့်တန်းထားစေသူ့ပခုံးပေါ်ကသူ့နိုင်ငံကိုလွတ်ချလိုက်ဖို့ဘယ်တော့မှ မတွေးခဲ့ဘူးဘူးသူ့မြစ်တာတရားသာ သူ့ချက်ဝတ်တစားသူ့တီလာက သူ့မကိုက်စလွယ်သူ့တစ္ဆာက သူ့ကင်ဆွဲတဲ့ဓာတန်လျက်သူ့တတ္တိကဘယ်တော့မှမအိုးသူ့သမိုင်းကအစင်နုပြိုနေမြဲ 48ပုံမြောက်စု80ဂုံပြုကြပါကတော့ခန့်ဝါငင်းရဲ့ကြပါပါ စု80အတွက်ရပိုင်းအတွင်းမှာပဲလက်တလောရေးထားတဲ့ကြပါပေါ့ခန့်ဝါငင်းရဲ့စုဂုံပြုကြပါနောက်ထပ်တစ်ပုတ်လဲတတ်တတ်ရှိနေပါသေးတယ်နောက်ပိုင်းမှာဆက်ပြီးဖော်ပြပေးပါမယ်ခမအခုကတော့ခန့်ဝါငင်းရဲ့ကြပါခေါင်းစဉ်က80ရေးသူခန့်ဝါငင်းစကားမပြီးသေးတဲ့ကလေးဟာ 80ကိုချစ်တယ်လို့အတန်ထွက်တယ်လို့ဒီမိုကရေစီမပီသေးတဲ့နိုင်ငံဟာလဲ80ကိုချစ်တယ်လို့အတန်ထွက်တယ်ပြည်သူတွေပြောရင်သူမယင်ထဲမှာဆောင်းရသည်ပြည်သူတွေမဲ့ရင်သူမယင်ထဲမှာနှွေးရသည်ပြည်သူတွေငိုတမ်းမဆဲတော့သူမယင်ထဲမှာအမြဲတမ်းမိုးရွာလို့ပေါ့ထောင်ထဲမှာနေရလဲပြည်သူယင်ထဲနေရတယ်လို့သဘောထားတဲ့သူ ထောင်ပြင်နေရလဲပြည်သူယင်ထဲမှာနေရတယ်လို့ သဘောထားတဲ့လူဆိုတော့သူမတရားကျင့်တယ်ဆိုတာ သူမနိဗ္ဗာန်ရောက်ဖို့မဟုတ်ဘူးပြည်သူတွေနိဗ္ဗာန်ရောက်ဖို့လူအဖြစ်မပြီးသေးတဲ့ပြည်သူတွေဟာရှစ်ဆယ်ကိုချစ်တယ်လို့အတန်ထွက်တော့တိမ်မဲမဲတွေကြားမှာမိုးမိနေတဲ့လာမင်းကြီးဟာတစ်ချက်ပြုံးရော့မယ်နောက်ထပ်49ဘုံမြောက်ကြပြာကိုဆက်လက်ဖော်ပြပေးပါမယ်ပန်းတော်ဆက်ရဲ့ကြပြာပါဒီလိုင်းကြားနဲ့ 2024ဇွန်လ18ရက်ထုတ်ဒေါ်ဆန်းစုကြည်89မွေးနေတုန်းကကြပြပါကြပြကောင်းစဉ်ကတော့စေတလုံးနဲ့အမေအပြုံးရေးသူပန်းတော်ဆက်ဟဲ့ဘီယူဟွာတလုံးဖြည့်ရင်ဟွာနှလုံးထွက်လီတဲ့ဒန်နာယီနဲ့ဂန်နာယီတဲကပထမန်အောင်တပွင့်ချွေးရင်နှစ်ပွင့်ဝေးအလှတကုံးဖြည့်ရင်တကဘာလုံးပန်းနေပွင့်ပြမဟေး ပြည်သူရင်နဲ့အမြဲပွင့်နဲ့အောင်ဘလို့ဖြက်ဖြက်မကြေးဘလို့တတ်တတ်မသေးအခေါန်နန်းတင်သည် အောင်မန်းပွင့်စီအောင်ဆန်းစွကြည့်တဲ့ဟဲ့တပွင့်ချွေရင်နှစ်ပွင့်ကျွေမယ်စေတလုံးအမေပြုံးတပြီလုံးပွင့်စေသည်အပုတ်90မြောက်ကဗျာကတော့ဇီယာတော်ရဲ့ကဗျာပါဇီယာတော်ဟာကိုဂျင်မီနဲ့အတူ ထောင်တွင် ချိုးပေးခံခဲ့ရသူပါ။သူဟာဟစ်ဟော့အစိုးတော်တူလည်းဖြစ်ပါတယ်။အင်းနေဒီအမတ်တူလည်းဖြစ်ပါတယ်။သူ့ရဲ့အမေစုဂုံပြုကပြားခေါင်းစဉ်ကတော့2010နိုဝင်ဘာ23ရေးသူဇေယတော်အမေရေနေရောင်မဝင်လရောင်မလင်းမှောင်မိုက်အခန်းကျင်းလေးအကြားအမေရဲ့သတင်းများဝင်ရောက်လာတော့ကျွန်တော်လေးမျက်ရည်များတော်ကြမိရဲ့ မဲမောင်မှုတ်ကုတ်လိုနေတဲ့အလျားရှိရှိအနံမျောမျောကြောတခင်းစာနေရာလေးမှာကျွန်တော်ဟာဒီနေ့ကိုစောင့်မျှော်တန်းတနေခဲ့တာပါနေအောင်ကြီးကိုမရလာအလင်းကလည်းမဖျားကျွန်တော်မရှူရှက်ရလဲရှိပါစေပြည်သူတွေအတွက်လင်းရောင်ပြည်သူတွေအတွက် မီးရှူးတစောင်းဟိုတာတလင်းကြီးအမောင်လိုက်တွေကိုဆုတ်ဖျဲလို့ထုံးပနေလိုက်ပုံများ ကျွန်တော်အခန်းကျင်းလေးတဲကြဖြာလင်းသွားလေသလား ကော့တောင်းအကျင်းတောင်တွင်၌ရေးဖွဲ့ပါသည်နောက်ထပ်50တဘုံမြောက်ကဗျာကတော့လာရောင်လွှမ်းရဲ့ကဗျာပါကဗျာ၄စုစုအတွက်စုရင်းကကဗျာ၄စုကဗျာ၄ဟာစု80ကိုတိတ်ခါ၄ဂုံရောင်ပြောင်းခြင်းတွေထပ်ဆင့်နေပြီလို့တော့ခံစားမိပါရဲ့စုကိုချုပ်နှောင်းဂုံပြောင်းအောင်ထားပိတ်ထားသားနဲ့စုရဲ့အချိန်ဝါများကခုံကြော်ထွက်လာပြီးမြမပြည်ကိုပတ် ကဘာကြီးကိုပတ်နေပြီပေါ့ကဲဖတ်ကြည့်ပါ50ပုံးမြောက်ကဗျာပါကဗျာကောင်းစဉ်ကဒေါ်အောင်ဆန်းစုကြည်လန်းကဗျာရေးသူကလာရောင်လွှမ်းမန္တလေး38လမ်းဒေါ်အောင်ဆန်းစုကြည်လမ်းပေါ်ကစိတ်မန်းနေဘလို့ပဲချွေးချွေးနောက်ထပ်ပွင့်မဲ့ပန်းနေရဲရဲနီနေအောင်မှာပါပဲနောက်ဆုံးတခိုင်းမှမကြံအောင်ခုတ်ခုတ်အပင်လိုက်ပဲနှုတ်နှုတ်စိတ်မန်းရဲ့နီရဲချင်းတက်တီကို ပင်စီတဲကနေ ခွဲထုတ်လို့မှမရပဲတမိုင်းမှာတကယ်ရှိတဲ့ဒေါ်အောင်ဆန်းစုကြည်လန်းဆိုတာကိုကျိုးစွန့်အနစ်နာခံမှုနဲ့ခင်းသူ့ဘဝနဲ့ရင်ပြီးဖောက်ခဲ့တာလမ်းဘေးဝဲရတလျှောက်တစ္ဆာဓမ္မနဲ့ရိုးသားခြင်းကအရေးလို့အေးအမှန်တရားရဲ့နဲ့နေကြိုင်လိုင်းနေအောင်မှု့လို့ဘဲရာဇဝင်မဲကြီးကြီးပြည်သူပေးတဲ့နာမည်မှန်ရင်ဘဲဘူဒူဇာနဲ့ထိုးဖြစ်ဖြစ်ဘဲတော့မှမပြက်ဘူးအခုလဲ ပြည်သူရဲ့ယင်ထဲမှာလမ်းနေမယ်ကဒီအတိုင်းကဒီအတိုင်း52ပုတ်မြောက်ကြပါကတော့ခွန်မြလှိုင် ရေးသားတဲ့ကြပါပါစု80ကြပါ80အတွက်ကြပါ28ပုတ်သာလိုပါတော့တယ်ခွန်မြလှိုင်ရဲ့ကြပါခေါင်းစဉ်ကတော့ပြည်သူအမေဘွဲ့တစိတ်အရှိကြီးတွေစုတစိတ်အကြီးကြီးတွေဟိဘွန်နာချီမွန်ခန်းနေနဲ့လော်ဘီတွေကော်မတီတွေမပါပဲမဲလုံးတွေဖြက်လုံးတွေမတုံးပဲ တခွန်းနဲ့ခေါ်တန်နဲ့တင်တန်းချီနေတဲ့သားသမီးတွေမှာလေတိုင်းနေဖြတ်ခနဲ့လက်မျက်ဝန်းတွေလက်ခနဲ့ဖြာနှလုံးသားတွေမှာထတ်တူကြနေခဲ့အမေတဲ့20မေ2025ရေးသားခဲ့တဲ့စု80ဂုံပြုကပြပါခွန်မြလှိုင်ရေးသားတာဖြစ်ပါတယ်နောက်ထပ်53ပုတ်ပြည့်ကပြနဲ့ကျွန်တော်အဆုံးသတ်ပါမယ်အထက်အညာတနေရာက စီဒီယန်ကျောင်းဆရာမလေးဖိနစ်မီရဲ့ ကြပါပါ အမေစု80မွေးနေ့အတွက်စုမုံကောင်းတောင်းကြပါလေးလည်းဖြစ်ပါတယ်ကြပါကောင်းစဉ်ကတော့ပြည်သူမိခင်အမေစု80ပြည့်စုတောင်းရေးသူဖိနစ်မေပြည်သူချိုးပြုတ်လူလူကောင်းဆောင်အမေစု မမနာနေပြီးပညာလောဘကြီးသောအမေစု မမနာကိုကိုယ်တိုင်မလုပ်တဲ့အမေစုမမနာ လုံနေသူတွေကိုအားပေးအားမြောက်မလုပ်တဲ့အမေစုမေတ္တာစွမ်းအားကြီးမားလုံးတဲ့အမေစု ပြည်သူချစ်တဲ့အမေစုငြိမ်းချမ်းရေးပဲ့ကိုင်းရှင် အမေစုဒီຫນွေဥအလွန်မှာလောကလည်းဒုက္ခကြွယ်လို့ပျော်ရွှင်ပါစေအမေစုဖိနေမေစီရီယန်ကြောင်းဆရာမစုမွေးနေ့အကြောင်းကြပြာပေါင်း9လောင်း3လီ ရှိခဲ့ပါပြီ53ပုတ်ရှိပြီပေါ့အပုတ်80စု80အတွက်80တဲ့က53နှုတ်ရင် 29ပုတ်ပဲလူတော့ပါတယ်ပို့လာကြတာကလည်းတဖွဲဖွဲမှု80ခုကျော်တရားပင်ကျော်မလားမနေ့ကပဲအီတလီမှာစုမွေးနေစုတောင်းပွဲလုပ်တယ်အထက်အညာကတာမှာလည်း3လကျိုးပြီးမွေးနေပွဲ လုပ်ခဲ့သေးတယ်မွေးနေအကျိုး3လလိုပင် မွေးနေရှင်က ရှာမှရှာပင်လို့ပြောရတော့မှာပါစု80မွေးနေကျိုးကြပြများအပိုင်းရှင်မှာနောက်ထပ်ဆက်ထည့်ဖို့ ကြပြာအဟောင်းလေးကြပြာအစ်စ်တွေရေပို့လာကြပါဦးမျိုးတနေ့တမျိုးကြပြာမိုးများမယိုးစီရရွာသွန်းချသူငါတို့ပြည်ကျစ်80နှစ်ပြည့်မွေးနေ့အခါစုမာတာအားကာယံများစုဂုံပြုကြဖို့ထပ်ရေပို့လာကြပါဦးခမညာကျွန်တော်မောင်တူးပါ